။အော်လန်နာကိုသာဆက်ပေးထားပါဗျာဆိုပြီးပြောရမလို့ဖြစ်နေတယ် United ရဲ့ပြည်မှတ်ကိုသမောင်။ Manchester United အသင်းကတော့လုံးလိုက်ရင်တကယ်စမ်းကြီးဆိုပြီးပြောရအောင်အပရိသတ်တွေအတွက်ငိုအားထက်ရာတန်တဲ့စီတဲ့တခုကိုရေးဆွဲနေခဲ့ကြတယ်လို့သိရပါတယ်။ဒေးသင်းကတကယ်ဟာတာဟိဆိုပြီးပြောရအောင်တော်တော်လေးလေးရေးစရာကောင်းနေခဲ့ပြီးအဆိုပါသတင်းဟာ United ပြည်သက်တွေအတွက်တော့လက်ခံခြင်းမှမဟုတ်ကြပါဘူး Manchester United အသင်းကလာမယ့်ရာသီအတွက်အသင်းကိုပြုပြင်ပြောင်းလဲရေးတွေပြုလုပ်သွားဖို့အတွက်ကစားမအသင်းခေါ်ယူမှုတွေပြုလုပ်သွားဖို့အစီအစဉ်တွေဆွေးနွေးနေခဲ့ကြတာပါ Manchester United အသင်းဟာရာသီတိုင်းလှုပ်လို့ ပြင်ဆင်မှုတွေပြုလုပ်နေကြတာဖြစ်ပြီးကစားမသည့်ခေါ်ယူမှုတွေပြုလုပ်ပြီးအသင်းကိုပြင်ဆင်လိုက်နီးပြအပြောင်းလဲလေးလုပ်ပြီးပြင်ဆင်လိုက်နဲ့ပြင်ဆင်တော့ကိုမပေးနိုင်တော့သလိုဖြစ်နေကြတာပါဘောလုံးရသည်တခုပေးတိုင်းကလပ်အသင်းတော်တော်များများဟောင်းကိုအသင်းကိုပြန်လဲပြင်ဆင်မှုတွေပြုလုပ်လို့ရှိပေမယ့်ရှိတဲ့ရှိထိုက်တဲ့နေရာမှာရှိနေကြတာကိုတော့မြင်တွေ့ထားကြရတာပါ ဒါပေမဲ့မန်ချက်စတာနိုင်တဲ့အသင်းကတော့စံချိန်တင်ရှုံးပွဲတွေကြုံတွေ့နေရတာမျိုးစံချိန်တင်ပေးကိုတွေခွင့်ပြုပေးရတာမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာပါကာရာဘောင်းနဲ့အန်ဖေဗလာရတာကိုထောက်ပြလို့ရပေမဲ့မန်ချက်စတာနိုင်တက်ဆိုတာအစိုးရဆိုဖလားလေးနေယူပြီးဂေါ်ယုံကျင်းနဲ့နေရမယ့်အသင်းမျိုးမဟုတ်ပါဘူးပြပြင်းစဲကာလာဘောင်းဒီလောက်တော့ရှိမှာပေါ့ဆိုပြီးပြောအောင်လဲ နေပြကြီးဖာဂူဆန်အနာယူသွားတာဟာစနေရသည်ထိကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။နယူကာဆယ်ကိုရှုံးနေခဲ့တဲ့ပွဲစဉ်ပြီးမှာပဲချစ်ဆောင်လိုက်တဲ့အသင်းဟာနေပြကြီးဖာဂူဆန်မရှိတဲ့နောက်ပိုင်းရင်ဆိုင်ကြုံတွေထားခဲ့ရတဲ့ရှုံးဝယ်ရင်အတွက်115ပွဲအထိရှိသွားခဲ့ပြီလို့သိရပြီးအဆိုပါပမာဏဟာနေပြကြီးဖာဂူဆန်လက်ထက်မှာကြုံတွေထားခဲ့ရတဲ့ရှုံးဝယ်ပမာဏထက်ပိုပြီးများနေခဲ့တာပါ။ဆာလက်ဖာဂူဆန်က United နေပြပွား28နှစ်တာကာလအတွင်းမှာပြိုင်ပွဲဆုံးရှုံးဝယ်114ပွဲသာကြုံတွေထားခဲ့ရပြီးဆာလက်ဖာဂူဆန်မရှိတော့တဲ့28နှစ်တာကာလအတွင်းမှာမန်ချက်စတာနိုင်တဲ့အသင်းဟာ115ပွဲအထိရှုံးဝယ်ကြုံတွေထားခဲ့တာပါ။အသင်းကတော်တော်လေးကိုနှိမ့်ချသွားတဲ့ ြေအနေလို့ဆွေးရမှာဖြစ်ပြီးဒီအာဒီမှာလည်းစံချိန်တင်ရမှန်အနည်းဆုံးမှတ်တမ်းကိုမန်ချက်စတာယူနိုက်တက်တင်ကပိုင်ဆိုင်သွားအောင်မှာဖြစ်ပါရင်ဒါဟာပြပြင်းစဲကာလာမဟုတ်တော့သလိုရာသီတိုင်းလိုလိုပြပြင်းနေခဲ့တဲ့အသင်းသင်းကတိုးတက်မလာပဲပုံပြီးဆုံးယုံနေခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဒါကြောင့်လည်းရှေ့ဘောလုံးရာသီပြီးဆုံးချိန်မှာမန်ချက်စတာယူနိုက်တက်အသင်းအားကစားသမားရောင်းချမှုတွေဝယ်ယူမှုတွေကိုပြုလုပ်ပြီးအသင်းကိုပြန်လည်ပြင်ဆင်သွားဖို့စီစဉ်နေခဲ့ကြပြန်တာပါ။ အဲ့လိုပြင်ဆင်မှုတွေပြုလုပ်သွားမယ့်အထက်မှာကိုသမနေရာလဲပါဝင်နေကြတာဖြစ်ပြီး Eriton Athletic ကလေးကပရိသတ်တွေမမြင်ချင်သွားတော့တဲ့ Onana ကို Robin Amorin တယောက်တော်တော်လေးစိတ်ကုံသွားခဲ့ပုံရပြီးအဲ့ဒါကြောင့်လဲ Onana ကိုရောင်းထုတ်ပြီးသူ့နေရာမှာအစားထိုးမှုတွေပြုလုပ်ဖို့အတွက်ကိုသမအသစ်တူကိုပြင်မှတ်ထားနေခဲ့တယ်လို့သိရပါတယ်။ဒီကိယာနေရာမှာ Onana နဲ့အစားထိုးခဲ့ကြပြီးအဆင်ပြေမှုတွေရှိခဲ့တဲ့ Manchester United အသင်းဟာအခုခါမှာတော့ Onana နေရာကိုဘုံမောင် Sheffield တို့တော်အသင်းနေနဲ့တန်းဆင်းထားခဲ့ပြီးဒီအသီးမှာလဲစောင့်တင်နေတဲ့အတူတန်းဆင်းသွားပြီဖြစ်တဲ့ Arsenal ကိုသမဟောင်းဖြစ်သူ Aaron Ramsey နဲ့ အစားထိုးမှုတွေပြုလုပ်သွားဖို့လည်းပြင်ဆင်နေခဲ့ကြတာပါကလပ်အသင်းသုံးသင်းနဲ့တန်းဆင်းမှုတွေမှတ်တမ်းတွေရှိထားခဲ့ဖို့တဲ့ Aaron Ramsey ဟာ Arsenal အသင်းမှာလည်းအမှားတရှိုးပြုလုပ်ခဲ့တဲ့အတွက်ဂန်နာတွေဟာအထူးတော်စနေစီကိုရောင်းချထားခဲ့ကြတာပါအဲ့လိုကတော့မှ Manchester United အသင်းက Premier League ကလပ်ဝန်ဆန်းသင်းနဲ့အပြိုင်ခေါ်ယူသွားဖို့စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး online နေရာမှာအစားထိုးသွားဖို့အတွက်ပြင်ဆင်နေခဲ့တာပါအဲ့တော့ကြောင့် Manchester United အသင်းအနေနဲ့ Aaron Ramsey ကိုခေါ်မယ့်အစားအုံနာနာကိုသာဆက်ပြီးထားလိုက်ပါဗျာဆိုပြီးပြောရမလို့ဖြစ်နေခဲ့တဲ့အထိ ရိတ်သက်တွေကလက်နေခဲ့ကြတာပါတန်းဆင်းမှုတဲ့လာလာကလည်းရှေ့ထားခဲ့တာဖြစ်တဲ့အတွက်တကယ်လို့များ Aaron Day ကိုသာခေါ်ယူခဲ့ကြမယ်ဆိုရင် United အသင်းအနေနဲ့အဆင့်ဆုံးလေးနေရာကနေတန်းဆင်းဆောင်အတွင်းကိုရောက်ရှိသွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုဒီမှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေ။ကျွန်တော်တို့ရဲ့ page တွေကိုလည်း like and follow မနှိမ့်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာ။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ။